လွယ်တဲ့ပွဲတွေလာနေပြီကျွန်တော်ပွဲတွေကချောင်းနေဆိုပြီးတော့ကျွန်တော်တို့ပြောနေပြီမဲ့တကယ်တကယ်တမ်းကျွန်တော်ဘယ်ပွဲမှာကျွန်တော်မချောင်းပါဘူးတရှိကျွန်တော်လူစည်းရင်အရာဆိုလို့ရှိရင်ပူတော့မချောင်းနေရလို့ကျွန်တော်ပြောရမှာပေါ့နော်အဝင်ကပါတိုင်းနဲ့တမန် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့၂၀နှစ်နေ Premier League ဒီဟိုပြန်စပြီးကိုအတင်းပွဲစဉ်ကမန်နေမှာကျွန်တော်ကစားမယ်ဆိုတော့ ဒီဘွတ်တော်ရူပဲအမေကကျွန်တော်တို့ဒီမနေ့ကညကျွန်တော် press conference လုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော် United ဘက်ကထုတ်လွှင့်တာကတော့ဒီ press conference ကကျွန်တော်ပထမပိုင်းကိုပဲကျွန်တော်ထုတ်လွှင့်သေးရေဒုတိယပိုင်းကျွန်တော်ကြံသေးတယ်အခုလက်ရှိကျွန်တော်ဒီ video ကတော့ကျွန်တော်ပထမပိုင်းကိုပဲအဓိကဦးစားပေးပြီးကျွန်တော်ပြောမှာပေါ့နော်ဒုတိယပိုင်းကတော့မနေ့လောက်ကြလို့ရှိရင်ကျွန်တော်ထွက်ရင်လည်းထွက်မှာပေါ့လေဆိုတော့လွယ်ရှိပြေကျွန်တော်ဒုတိယပိုင်းမှာတော့အရေးကြီးတဲ့အရာတချို့မပါဘူးဆိုလို့ရှိရင်ကျွန်တော်ကတော့ video လုပ်ဖို့တော့မရှိတော့ဘူး အဲတကယ်လို့ကျောအရေးကြီးတဲ့ပိုင်းပါရဲ့ဆိုလို့ရှိရင်တော့လောက်သွားမှာပေါ့နော်ဆိုတော့ဒါမဲ့တနင်္ဂနွေနေ့မနက်ခင်းမှာတော့ကျွန်တော်တို့ပွဲချိုသုံးဆက်ချက်လုပ်မယ်ဒီတနင်္လာနေ့ပွဲရှိရဲ့ရက်မနက်ခင်းမှာတော့ကျွန်တော်ဒီပေါ့နော် handicap တွေပိုင်းကျွန်တော် analysis တွေလုပ်ကြ channel ကို subscribe မဲ့သူတို့ရှင် subscribe လုပ်ပြီးထိုင်ကြဖို့အားလုံးကိုတောင်းဆိုပါတယ်ဆိုတော့ကျွန်တော် Ruben Emery ရဲ့ကျော် press conference မှာသူပါပြီးပြောထားတယ်ကျွန်တော်ကြည့်ကြည့်အောင်ခမောက်ဦးဆုံး Benjamin Shesko ရဲ့ injury နဲ့ပတ်သက်ပြီးတော့သူပြောထားတယ် Benjamin Shesko ကအသင်းကနေပြီးတော့ကျွန်တော်တို့ဒီရက်တစ်ပတ်အနည်းငယ်လောက်ကျွန်တော်တို့ line up ကနေကျွန်တော် out ဖို့ရှိတယ်အဲဒီ သူ့ရဲ့နိုင်ငံကကျွန်တော်ဘယ်လောက်ကြာမယ်ဆိုတော့ကျွန်တော်အတိကြာတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့အဲသူ့ရဲ့နိုင်ငံကအရင်ကျွန်တော်မပြင်းထန်ဘူးဒီလိုကြောင့်မလို့အဲဒီပေါ့နော်မကြာခင်မှာသူ့အနေနဲ့ကျွန်တော်ပြန်ပြီးတော့ recover ဖြစ်ပြီးတော့အသင်းကိုသူပြန်လာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ထင်တယ်အဲသူခံမှန်းတာဆိုလို့ရှိရင် F ကွန်ကိုအမ်ဘူမိုတို့အာမတ်တို့တွားတဲ့အချိန်လောက်မှာအဲကျွန်တော်တို့ဒီပေါ့နော်ကစားသမားဖြစ်သူကပြန်လာလိမ့်မယ်လို့အဲဒီထင်တယ်ပေါ့နော်ထင်တယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ အဲဒါပေမဲ့သူအနေနဲ့တော့လုံးဝတေချာနေတာမျိုးတော့မရှိဘူး။အဲတကယ်ဟိုကျွန်တော်အထင်ကတော့ဒီ Avomodo Ahmed တို့ကျွန်တော်တို့ဒီ National Team တွေနဲ့ Fcon ကိုကျွန်တော်တွန်း join နေအချိန်လောက်မှာ Benjamin Sesko ကဒီအသင်းကိုပြန်လာနိုင်နိုင်မယ်လို့ယုံကြည်ထားတယ်။ Benjamin Sesko ဒီအသင်းမှာအဲလိုလိုအပ်တဲ့ကြောင့်ကစားသမားတယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Avomodo Ahmed တို့ကျွန်တော်တို့ထွက်ခွာမယ့်အချိန်ကကျွန်တော်တို့ ပို့ပြီးတော့အရေးပါတာပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ MMO တို့အာမတ်တို့ကဖဲချင်းကျွန်တော်တို့ထွက်မလဲဒီဒီမှာကျွန်တော်တို့22ရက်နေ့မှာ F1 ကျွန်တော်စပြီးတော့ကစားမယ်ကစားမယ်ဆိုတော့22ရက်နေ့ကျမှကျွန်တော်တို့ကောက်ပြီးတော့ရော့ရော့ဆိုပြီးတော့ဖြုတ်လိုက်လို့မရအောင် MMO တို့အာမတ်တို့ကျွန်တော်ကြိုလွတ်မဲ့အနေထားမျိုးပါနော်ဆိုတော့ဒီ F1 ကို အမမိုးတို့အာမတ်တို့ဘယ်ချိန်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လေဒီရူဘင်အမရင်းပြောထားတာကြောင့်ရှိတယ်ရူဘင်အမရင်းပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အမမိုးတို့အာမတ်တို့ကဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီအကွန်မစခင်ကျွန်တော်နှစ်ပတ်လောက်အလိုမှာလက်လုပ်ဖို့ကျွန်တော်ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်တို့ရဲ့ကျွန်တော် national team ရဲ့အဲဒီ camp နေနဲ့တွားပြီးတော့ကျွန်တော်တို့ join ဖို့အတွက်နှစ်ပတ်လောက်ကြိုလွှတ်ရမယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ ဒါကိုကြောကြည့်မယ်ဆိုလို့ရှိရင် Everton နဲ့ပွဲပြီးလို့ရှိရင်ကျွန်တော် Palace နဲ့ပွဲအဲ့နှစ်ပွဲကတိကျပေါ့လွှဲမယ်ပြီးတော့ကျွန်တော်တို့ West Ham နဲ့ပွဲဒီဇင်ဘာ9ရက်နေ့နှစ်ပတ်လောက်ကြိုပြီးတော့လွှတ်မယ်ဆိုတော့ဒီဇင်ဘာ9ရက်နေ့လောက်ကနေစပြီးတော့ကျွန်တော်တို့လွှတ်ရမယ်ဆိုနေပြီးပြောရမယ်ဆိုရင်တော့ဘာဝဘိုင်နန်နဲ့ပွဲလောက်ကနေကျွန်တော်တို့စပြီးတော့အမ်ဘူမိုလိုအာမတ်တို့ကိုလက်လွတ်ရမယ်အခြေအနေလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့22ရက်နေ့မှာသူတို့ F ကိုနေရစပြီးတော့ကျွန်တော်ကစားတော့မယ်။ဒီနေ့ထားမှာကျွန်တော်နှစ်ပတ်လောက်ကြိုပြီးတော့ဆွရမယ်။ဆိုတော့ အဝဆန်နဲ့ sorry ဒီဒီ Uber Hand နဲ့ပွဲလောက်ကနေကျွန်တော်စပြီးတော့လွှတ်ရမယ်ဆိုတော့ဒီ December 9ရက်နေ့ပွဲပေါ့နော်အဲ့ပွဲလောက်ကနေကျွန်တော်စပြီးတော့လွှတ်ရမယ်ဆိုတော့အဲ့ပွဲလောက်မှာကျွန်တော် Benjamin Sachs ကိုကျွန်တော်ပြင်ပြင်ရနိုင်တယ်ဆိုတဲ့အတိတ်ပဲပဲဆိုတော့ဒီနေ့သားမှာကျွန်တော်တို့အဲရှေ့မှာကျွန်တော်တို့တီးခဲ့တယ်လို့မျိုး Benjamin Sachs ကိုကဒီ December အစလောက်မှာကျွန်တော်ပြန်လာမယ်ဆိုတဲ့အရာမျိုးကတော့မဟုတ်တော့ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ December Midweek လောက်မှာကျွန်တော်ပြန်လာမယ်အချိန်မျိုးလို့ကျွန်တော်တို့ အကျဲမြင့်ယူဆထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီကြတခုကဝူဗန်နဲ့ပွဲမှာဘင်မင်ဆက်စ်ကိုပြန်ပါရင်ပါမပါဘူးဆိုလို့ရှိရင်ဘုံမောင်းတဲ့ပွဲမှာဒီဒီပေါ့နော်ကျွန်တော်လူစင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော် line up ထဲမှာပဲဖြစ်ဖြစ် ဒီကြောင်မြင်ရလိမ့်မယ်လို့ကျွန်တော်တို့ယူဆထားလို့ရပါတယ်။နောက်တဲ့ injury update ကကျွန်တော်တို့ဟေးမကွိုင်းယာပြီးလို့ရှိရင်ကျွန်တော် Kobe Mainu ပေါ့နော်။ဆိုတော့မကွိုင်းယာကတော့လက်ရှိကျွန်တော် ready မဖြစ်သေးဘူးဆိုပြီးပြောထားတယ်။ Kobe Mainu ကတော့ဒီတောက်ကြနေတုန်းကကျွန်တော် training အသင်းနဲ့မဆင်းနိုင်ခဲ့ဘူး။ဆိုတော့စနေနေ့မှာကျွန်တော် training ဆင်းနိုင်မလားဆိုတာကိုစောင့်ကြည့်ရမယ်။အာ training ဆင်းနိုင်တယ်ဆိုလို့ရှိရင်တော့ maybe ဒီတနင်္လာနေ့ကျတော့ကစားမယ် Everton နဲ့ပွဲမှာပါနိုင်ပါနိုင်ပါနိုင်မယ်ဆိုပြီးကျွန်တော်တို့ပြောထားတယ်။မကွိုင်းယားကကျွန်တော်တို့အသင်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်ပါလို့ဆိုတော့ကျွန်တော်တို့က ဒီပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင်ပေါ်တည်နေအခုလက်ရှိရကျွန်တော်တို့တွားနေရအများဆုံးအဖြစ်ဒီစပါးနဲ့ပွဲတော်နဲ့ကျွန်တော်တို့တည်တာဗျာเนาะကျွန်တော်တို့ဒီ set piece တွေကနေကျွန်တော်တို့ဂိုးတွေရတယ်ဗောနော်အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ open play တွေပဲဖြစ်ဖြစ် area balls တွေကနေကျွန်တော်တို့ဂိုးတွေရအောင်ကျွန်တော်တို့ချူပန်းနေတယ်ကျွန်တော်တို့ set piece attacking မှာဆိုလို့ရှိရင်လည်းမကွမ်းရတို့ casmero တို့ကအရန်အေးမာတဲ့ကစားသမားမျိုးတွေပြီးတော့ကျွန်တော် set piece defending မှာဆိုလို့ရှိရင်လည်းမကွမ်းရရှိနေခြင်းကကျွန်တော် area threat တွေကိုအတိုင်းအတာတစ်ခုအထိကျွန်တော်ရော့ကြသေးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီတစ်ချောင်းလို့ဒီဗောနော် မကွိုင်းဆိုပါတော့ကျွန်တော်တို့လိုပါတယ်ဆိုတော့ main new ကအရင်ကစားသမားအဖြစ်ဆိုတော့ကျွန်တော်တို့လက်ရှိနေထားမှာတော့အဲဒီအဲ့လောက်ကြီးကျွန်တော်တို့အရေးပါတဲ့နေထားမှာတော့မရှိဘူးဒါပေမဲ့မကွိုင်းကတော်တော်လေးအရေးပါတယ်ဂျိုင်းမှာလည်းကျွန်တော်တို့ဒီပေါ့နော်ဟိုနားချိန်ကြီးရရတာနဲ့ဘာကြောင့်များဒီပေါ့နော်ဟိုပွဲကစားဖို့တော့ ready မဖြစ်ရသေးတော့မသိဘူးဒဏ်ရာအရင်ပြင်းလို့လာမှာနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ official statement တွေပါရင်ဒီဘာမှတွေ့ရတာမျိုးမရှိဘူးခုလက်ရှိ ဒီ UVM ပြောတဲ့အနေထားမှာဆိုလို့ရှိရင်လည်းမဝိုင်းရကအစင်းမဖြစ်သေးဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဘာဖြစ်တာလဲဘယ်လောက်နားမလဲဘာမှမသိရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကဒီဒီဇင်ဘာမှာထွက်မဲ့ကစားသမားတွေအများကြီးကျွန်တော်ဖြစ်နေတယ်။နော်ဒီအသင်းရဲ့ကျွန်တော် key player တွေဖြစ်တဲ့ဒီ Mazraoui တို့လည်းကျွန်တော်ထွက်မယ်အဖွန်သွားမယ်လိုပဲကျွန်တော် Ambumo တို့လည်းကျွန်တော်သွားမယ် အားမဲ့လို့လည်းသွားမယ်ဆိုတော့အတင်းရကျွန်တော်တို့အရေးပါတဲ့ကစားသမားတွေကျွန်တော်တို့ဒီဘောနော်ခရစ်စမတ်ကာလမှာထွက်သွားဖို့ရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ Amarin ကဒီဘောနော်ဟိုဒီကိစ္စကတော်လေးကျွန်တော်တို့စိတ်ပူစရာကောင်းတယ်။ဒါပေမဲ့ဒီဒီလိုမျိုးတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့အားလုံးကြိုသိထားပြီးသားပေါ့နော်။ဆိုတော့ အဲဒီလိုကြောင့်မလို့ကျွန်တော်တို့ဒီလိုကိစ္စမျိုးဖြစ်တဲ့တကြောင်မလို့တခြားသောကျွန်တော်တို့ကစားသမားတွေအတွက်အခွင့်အရေးတစ်ခုကျွန်တော်တို့ဖြစ်လာပြီပေါ့နော်ဖြစ်လာပြီအဲကျွန်တော်တို့မှာသလို့ရှိရင်လည်းကျွန်တော်တို့ဒီ U21 တွေပါကျွန်တော်တို့မှာရှိတယ်အဲကျွန်တော်တို့မှာကစားသမားအရေးအတွက်တိတ်ပြီးတော့ကျွန်တော်တို့များများဆဆတော့ရှိတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာ Academy တွေကကစားသမားတွေရှိတယ်ပြီးတော့ကျွန်တော်တို့အရင်ကစားသမားတွေလည်းရှိတယ်ပေါ့ဆိုတော့ဒီနေရာမှာသလို့ရှိရင် ပွဲကစားချိန်ကျွန်တော်မရတဲ့ကစားသမားတွေအနေနဲ့အခွင့်အရေးတွေကျွန်တော်ရလာမယ်ဒီ U21 ကစားသမားတွေဆိုလို့ရှိရင်လည်း အခွင့်အရေးတွေရလာလိမ့်မယ်ဆိုပြီးတော့သူကကျွန်တော်ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ Christmas ကာလကပွဲတွေရတာကျွန်တော်ခြောင်တယ်ဒါပေမဲ့ကျွန်တော်တို့အရှိလူစည်းင်းကပြောရမယ်ဆိုလို့ရှိရင်ဒီဒီကျွန်တော်တို့ဒီခြောင်မိုင်ဆိုတဲ့အပွဲတွေကိုတော့ကျွန်တော်တို့နိုင်ဖို့အတွက်တော်တော်လေးကျွန်တော်ခက်ခဲသွားနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲဘလိုဖြစ်ဖြစ်ကျွန်တော်တို့ဒီဆိုးတဲ့ဗချမ်းမှာတော့ကိုအားကိုရတဲ့ကစားသမားတွေကိုကျွန်တော်လက်လွတ်တာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့အတင်းမှာကျွန်တော်တို့ဒီတည်ငြိမ်ဖို့ကျွန်တော်ချိုးပန်းနေတဲ့အရာတွေက နေပြီးကျွန်တော်တို့ခနာချင်းကြော်ပျောက်ကွယ်သွားတာမျိုးတွေဖြစ်နိုင်တယ်။အဲပြီးတော့ကျွန်တော်တို့ဒီကောင်းတဲ့ဘက်ချမ်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ပွဲကစားကွင်းတိတ်ပြီးတော့မတေချာတဲ့တော့မရေရာတဲ့ကစားသမားတွေအနေနဲ့အခွင့်အရေးတွေကျွန်တော်တို့တတ်သိပြခွင့်တွေရလာမယ်ဆိုတဲ့အခြေအနေမျိုးပါ။ဆိုတော့အဘလိုလာမျိုးကျွန်တော်တို့ကြည့်ရမယ်။ Christmas မှာကျွန်တော်တို့ပွဲတွေချောင်းဝင်မယ်။ကျွန်တော်တို့လက်ရှိအဲဒီပေါ့နော်ကျွန်တော်တို့ Christmas မှာကြုံရမယ်လူစင်းဟာဆိုလို့ရှိရင်အဲဒီပေါ့နော်ကျွန်တော်တို့အဲပွဲတစ်ပွဲကိုကျွန်တော်အနိုင်ယူဖို့အတွက်အဲလုံလောက်ပါမလားလွယ်ရမလားကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်ခက်ခဲအောင်မယ်လို့ထင်ပါတယ် ဆိုတော့နောက်ထပ်အမရင်ပြောထားတဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလာမယ့်ဘွဲဒီမှာဒီဘောနော top 10မဟုတ်တဲ့အသင်းတွေနဲ့ကျွန်တော်ကစားဖို့ရှိရေပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိ Premier League မှာဒီဘောနော်စင်စရာရည်တည်မှုဆိုတာကကျွန်တော်ဘာမှမဟုတ်ဘူးပေါ့နော်ဟိုကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ တို့ဒီမနော်ဟိုအသေးနိုင်ရဲ့ကျွန်အရှင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးကကျွန်တော်အမှတ်တရကတ်နေရမှာနော်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အသေးအနေနဲ့တမိုင်းကြောင်းနေကျွန်တော်ခန်းလာခဲ့တာတော့မှန်နေဒါပေမဲ့ level အဲကျွန်တော်တို့ဒီပေါ်တော့လာမဲ့ပွဲတစ်ပွဲကကျွန်တော်ဘယ်လောက်ထိခက်ခဲနေလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်အစီအစဉ်ရည်တည်မှုကိုပဲကျွန်တော်တို့ကကြည့်နေလို့မရဘူးဆိုပြီးကျွန်တော်ပြောထားပါတယ်ဆိုတော့အဲဒါကကျွန်တော်တို့သိမှန်တဲ့စကားပါဘာလို့ဆိုတော့ကျွန်တော်တို့ Premier League မှာအဆင့်20ရအသင်းရလဲအဆင့်20ကအသင်းကိုကျွန်တော်တို့ချိန်ချောင်းနိုင်တယ်ဆိုတော့ ဒါကြောင့်မို့ကျွန်တော်တို့ Premier League ဆိုတာကျွန်တော်ဖြစ်နေရပါ Sorry ဒါကြောင့်မို့ Premier League မှာလွယ်တဲ့ပွဲတွေကျွန်တော်လာပြီလို့ကျွန်တော်တို့ခဏတိုင်းပြောနေကျွန်တော်ခုနပြောရတယ်အဲ့ဒါပဲပေါ့နော်အဲ့တော့လွယ်တဲ့ပွဲတွေလာနေပြီကျွန်တော်ပွဲတွေကချောင်းနေဆိုပြီးတော့ကျွန်တော်တို့ပြောနေပြီမြင်တကယ်တကယ်တမ်းကျွန်တော်ဘယ်ပွဲမှာကျွန်တော်မချောင်းပါဘူးအဲ့ဒီကျွန်တော်လူစီရင်အရာဆိုလို့ရှင်ပူတော့မချောင်းနေရလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ဒါမဲ့ကျွန်တော် Christmas မှာကျွန်တော်တို့ key player ကျွန်တော်လက်လွတ်ရမယ်ဒီလိုချင်းမျိုးမှာကျွန်တော်တို့ရင်ဆိုင်ရမယ် Premier League အသင်းတွေကျွန်တော်အများကြီးကျွန်တော်ရှိတယ်ဆိုတော့ဒီလိုကြောင့်မို့ ွဲရကျွန်တော်တို့တင်ထားတဲ့ကျွန်တော်ပို့ပြီးတော့ခတ်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ပြီးတော့ကျွန်တော်နောက်တစ်ချက်ကကျွန်တော်တို့အသင်းကဒီအသင်းကြီးရနေဆိုလို့ရှိရင်ကျွန်တော်တုံ့ပြန်တဲ့ပုံစံကောင်းပြီမြင်အသင်းငယ်နေဒီနေပေါ့နော်ကျွန်တော်တို့ပိတ်ကန်တဲ့အသင်းနေနေဆိုလို့ရှိရင်တော်တော်ယုံကန်တဲ့အခြေအနေတွေဆိုတာကျွန်တော်တို့သိထားမိတာဆိုတော့ရှေ့ကျွန်တော်တို့ Dandelion Forest ကိုပွဲဒီမှာကျွန်တော်မြင်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းတွေကကျွန်တော် top 10နဲ့အသင်းတွေမပါဘူးကိုအောက်ကအသင်းတွေကြီးပဲလို့ကျွန်တော်ပြောနေပေမဲ့လည်းအမှတ်တရကျွန်တော်အကုန်လုံးကကျွန်တော်တို့ကန့်နေတာတပွဲလောက်ကျွန်တော်တို့ ရှုံကျွန်တော်တို့ကတပွဲလောက်ရှုံပြီးတော့ဖောက်ရင်မပြောကောင်းပြောကောင်းတပွဲလောက်ရှုံပြီးတော့အောက်ကအသင်းတသင်းတပွဲလောက်နိုင်လဲတန်လဲကို့အထက်ကိုကျွန်တော်ရောင်းရောက်ပြီးတော့ကိုရရကျွန်တော်အဆင့်30အောက်ဒီ14ဒီပိုင်းကျွန်တော်ဖြစ်ရင်ဖြစ်သွားမှာအဲ့ဒီကြောင့်မို့ကျွန်တော်တို့ကဒီပုံမှန်ကျွန်တော် consistently ကျွန်တော်ဖြစ်ဖို့ကိုပဲဒီဟိုပြောရမယ်ဆိုလို့ရှိရင်ဦးစားပေးပြီးတော့ကျွန်တော်ကျိုးပန်းတင်နေတယ်ကျွန်တော်ပြောလို့ရတယ်ဆိုတော့ပွဲတပွဲအနိုင်ရဖို့တော့အရေးကြီးတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ဒီပွဲကတော့ AC9 ပါနဲ့ကွာဆိုတော့အချင်းညီမျိုးကကျွန်တော် ပရီးမီးယားလိမှာလုံးဝမရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်ထပ်ကျွန်တော်တို့ဒီပြောတဲ့အထဲမှာဆိုလို့ရှင်တော့အဲဒီလီဆန်နိုမာတီနက်စ်နဲ့ပတ်သက်တဲ့ကျွန်တော် injury update ပေါ့နော်။ကျွန်တော်တို့လည်းသိကျင်နေရတယ်လီဆန်နိုမာတီနက်စ်ကျွန်တော်ပဲချိန်ဒီချာပဲချိန်ကျွန်တော်ပြန်လာနေပေါ့နော်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးသူပြောခါတဲ့အခါမှာဆိုလို့ရှင်ကျွန်တော်တို့အဲထပ်ပြီးတော့ကျွန်တော်မေးသေးတယ်။ဘာလဲဆိုတော့လီချာကိုကျွန်တော်တို့ကွင်းလည်နေပါလိမ့်များကျွန်တော်ကစားမလားပေါ့နော်။အဲ့ဒါကကျွန်တော်ကျွန်တော်ထင်တော့ဒီဘယ်လိုပြောရမလဲ။တချို့ဆိုအဲဒီ social media မှာဆိုလို့ရှင်ကျွန်တော်တို့ဒီပေါ့နော်။ဒီ ကက်စမဲရိုးလို့ကျွန်တော်တို့ဒီပါတော့အဲဒီမှာကစားနိုင်ဘူးဆိုလို့ရှိရင်မကစားနိုင်တဲ့အချိန်ကြလို့ရှိရင်လီချာကိုကျွန်တော်ကက်စမဲရိုးနေရာကစားခိုင်းနေပုံစံမျိုးပေါ့နော် IS တို့ပါလို့မှလီချာကဒက်ဗက်ဆင်ဘီဖီနေရာမှာကစားဘူးတဲ့ဆိုတဲ့ပုံစံမျိုးကျွန်တော်ရေးကြတာတွေရှိတယ်အဲ့ဒိုင်းနဲ့ဆက်ဆက်ပြီးတော့မေးရလို့ကျွန်တော်ထင်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးသူပြောထားတဲ့အခါမှာဆိုလို့ရှိရင်အဲလီချာကကျွန်တော်ဒီပေါ့နော်ဟိုနေရာတော်တော်များများမှာကစားနိုင်တဲ့တကယ် intelligent ဖြစ်တဲ့ကျွန်တော်ကစားသမားတယောက်ပေါ့နော်ဒါပေမဲ့ဒီ ပေါ်တော့ကျွန်တော်ကွင်းလင်ဆိုတဲ့အနေထားကသူ့အတွက်ကြောင့်မှန်ကန်တဲ့နေရာတစ်ခုတော့ကျွန်တော်မဟုတ်ဘူးလို့သူထင်တယ်ပေါ့နော်ဆိုတော့သူ့အတွက်ထားပါတော့ကျွန်တော်ဒီ defensive midfield နေရာမှာသူ့ကိုကျွန်တော်ထားကစားမယ်ဆိုလို့ရှိရင်အဲ့ defensive midfield နေရာမှာသူလက်ရှိကျွန်တော်တို့ဒီ Unreal ရဲ့ကျွန်တော် system ပေါ့နော်အဲ့ system မှာကျွန်တော်တို့ အဲကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်အချိန်ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်ပေးရမယ်။တကယ်လို့ကျွန်တော်တို့ဒီဘက်တော့အရေးပေါ်ဆိုတဲ့အချိန်တွေမျိုးမှလာကျွန်တော်တို့မိမိ၃ကောင်း၃လိမ့်မယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့လေချာကိုကွင်းလယ်မှာတုံးဖို့အတွက်စဉ်းစားထားတာမျိုးလုံးဝမရှိဘူးပေါ့နော်လေချာပြန်ကစားဖို့တော်တော်လေးကြော်ညှိဆက်လာနေပြီလို့ကျွန်တော်ခန်းစားရတယ်ဒါပေမဲ့ကျွန်တော်တို့သူ့ရဲ့တန်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတိထားဖို့တော့ကျွန်တော်တို့လိုတယ်ပေါ့နော်သူကကျွန်တော်တို့ဒီအာပြီးခဲ့တဲ့ အဲ့ရက်ဒီမှာတော့ငါဒီဘောနော်တူတူတော်လေးကျွန်တော်ရုံးခံရတယ်ဆိုပေမဲ့အဲကျွန်တော်ဒီလွန်ခဲ့တဲ့နှစ်ပတ်လောက်ကထက်ကျွန်တော်ပို့ပြီးတော့လက်ရှိအနေထားမှာဆိုရင်တော်တော်လေးကိုချင်းနေကောင်းနေမလို့ကျွန်တော်ပြောလို့ရတယ်ဆိုပြီးတော့ပြောသွားပါတယ်ဆိုတော့တင်ချာကကျွန်တော်ဒီလက်ရှိကျွန်တော်ဒီ review MV ရဲ့ဒီဘောနော် message အရာဆိုလို့ရှိရင်ဒီချာကဒီပွဲတော့မပါဘူးလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့လူချင်းနဲ့တောင်ကျွန်တော်ပါဖို့နည်းနည်းခက်ခဲတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပါမယ်ဆိုလို့ရှိရင်တော့လူချင်းနဲ့ပြန်ပါဖို့ဆိုလို့ရှိရင်တော့အဲကျွန်တော်ဒီနောက်ပွဲကျွန်တော် Crystal Palace နဲ့ပွဲလောက်မှာမှာ အဲဒီလူစင်းနဲ့ကျွန်တော်ပြန်ပါလာလောက်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့လူဝေးပြီကျွန်တော်လီချာကိုလိုပါတယ်ဒါပေမဲ့ကျွန်တော် ကွင်းလယ်ဆိုတာပြောမယ်ဆိုရင် IS မှာသူကစားဖို့တယ်ဆိုပေမဲ့နေရာတနေရာမှာကစားဖို့ဆိုတာကကျွန်တော်တို့ဒီ6လောက်9ချောင်းပါတော့လည်းရတာမဟုတ်ဒီဒီလိုမျိုးကျွန်တော်တို့ဒီဘောနော်ကွင်းလယ်မှာကွင်းလယ်ဆိုတာကကျွန်တော်တို့ဘောလုံးဒဲတဲ့တင်းရဲ့ကျွန်တော်တို့ဟာအင်ဂျင်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီလိုကြောင့်မကွင်းလယ်မှာကရွေရှားမှုတွေရွေရှားမှုပုံစံတွေကအစားကျွန်တော်တို့အရင်အရေးကြီးရယ်ဆိုတော့လီချာကိုကျွန်တော်တို့အဲ့နေရာမှာထားကစားမယ်ဆိုရင် သူကစားလို့ရတာပဲမှန်တယ်သူမှ defensive mindset ရှိတယ်เนาะသူမှကျွန်တော်တို့မှန်ကန်တဲ့ဒီဘောနော်ကျွန်တော်ဘော intelligence ရှိတယ်ပြီးတော့ကျွန်တော် passing quality ရှိတယ်ဆိုတော့ဒီတစ်ချောင်းတို့ကျွန်တော်တို့ play making ပုံစံမျိုးနဲ့ကျွန်တော်ကစားခိုင်းလို့လေရတာပဲဒါပေမဲ့အခုလက်ရှိကျွန်တော်တို့ casmero ကောင်းနေတယ်လို့မျိုးကောင်းလာပါလိမ့်မယ်လို့ကျွန်တော်တို့အာမခံရလာပြီးဘာမှမရှိဘူးဘာလို့လဲဆိုတော့ nature ကိုကျွန်တော်တို့ကကွင်းထဲမှာထည့်ကစားရင် သူ့အတွက်ကျွန်တော်တို့အချိန်ရပေးရအောင်မှာ maybe ကျွန်တော်တို့ပွဲတစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲဟဲ့လား เนาะ तू ကျွန်တော်ဘယ်လောက်ပဲ intelligence ဖြစ်ပါလဲပြောပြောဒီနေရာမှာကျွန်တော်တို့ဟို adapt ဖြစ်ဖို့အတွက်ဉာဏ်မှာလည်းပဲပြောပြောကျွန်တော်တို့ပွဲတချို့တော့သူ့ရဲ့ဒီဘာလဲကွင်းလယ်နေရာမှာအဲ तू ကောင်းကစားနိုင်ဖို့အတွက်ကျွန်တော်တို့အချိန်ပေးရအောင်ပါပဲဆိုတော့ low effort ဖြစ်ကျွန်တော်တို့ဒီဘာလဲဟိုခြေလမ်းတစ်ခုကျွန်တော်တို့လှမ်းလိုက်တယ်ဆိုလို့ရှိရင် risk ရှိတယ်ကျွန်တော် reward ရှိတယ်ဆိုတော့တဘောပါပဲဆိုတော့လေချာပြန်လာဖို့ကကျွန်တော်တော်လေးညင်းညင်းနေပြီပေါ့နော်ညင်းနေပြီဆိုတဲ့အချိန်မျိုးပါကျွန်တော်ထင်တော့နောက်ထပ်ကျွန်တော် Crystal Bellison ပွဲလောက်မှာမှသူပြန်ပါလိမ့်မယ်သူကျွန်တော်တော့ယူဆပါတယ် ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီလူရှောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ left wing ဘက်မှာကျွန်တော်တို့ဒီကစားနိုင်မလားဆိုတဲ့အရာမျိုးကျွန်တော်မိထားတယ်။ဒါဝူပရမေကျွန်တော်ပြောထားတဲ့အခါမှာဆိုလို့ရှိရင်ဒီလူရှောကကျွန်တော်တို့ဒီဒီပေါ်တော့ left wing ဘက်မှာလည်းကောင်းကောင်းကစားနိုင်တဲ့အဲကစားသမားတစ်ယောက်ပါပေါ့နော်။ဒါပေမဲ့အခုလက်ရှိကျွန်တော်တို့ဒီအဲဒီပေါ်တော့ LCB row ပေါ့နော်ကျွန်တော် left center back row နဲ့တော့အများကြီးကျွန်တော်ကွာခြားလိမ့်မယ်ပေါ့နော်။ဆိုတော့သူ့အနေနဲ့ကျွန်တော်တို့ဒီအဲဒီပေါ်တော့လူရှောကိုကျွန်တော်တို့ left wing ဘက်မှာအဲထုတ်ပြီးတော့ ုံးဖို့အတွက်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့အနိုင်နာတစ်ခုလေးကျွန်တော်တို့အခြေအနေတွေကြောအရရလိုရပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ left wing back မှာကျွန်တော်တို့ကစားမဲ့ကစားသမားမရှိဘူးဆိုတဲ့အခြေအနေမျိုးမှသာသုံးမဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ဂျမ်းမင်းပြောလို့ရတယ်ပေါ့နော်ဆိုတော့လူလျှောဒီအရန်ထက်မြက်တဲ့ကြောင့်ကစားသမားတယောက်ကြောင့်ဖြစ်တယ်လက်ရှိချိန်မှာလည်းတကယ်ကျွန်တော်တို့ဒီပေါ့နော်တကယ်ကျွန်တော်တို့ left wing back ထွက်ကစားမယ်ဆိုလို့ရှိရင်တော့မှဒီတကယ်အန်ဝင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် option တစ်ခုအနေနဲ့တော့ မြင်ထားလို့ရပါလေဆိုပြီးပြောထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဟိုပြောမှာလို့ရှိရင်လူရှောကကျွန်တော်ဟို best quality မြင်တယ်နော်အခရော့စ်ဒီပါရကောင်းတယ်ပေါ့နော်ဒါတဝူးချင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ dribbling ကတော့အလောက်ကြီးတော့မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ဒီ passing quality မြင်နေ short pass long pass ကောင်းပေးနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ် defensive mindset ရှိတဲ့ဒီ full back ကစားသမားတရားပေါ့နော်ကျွန်တော်ကတော့ wing back အဖြစ်ကမမြင်ဘူးပေါ့နော် wing back ဆိုတာကကျွန်တော်တို့ aggressive ဖြစ်ရမယ် attacking ရောဒီ defensive ကောင်းမှာကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ balance ဖြစ်ရကောနော်ဘူးလက်ရှိကျွန်တော်တို့ wing back တွေက balance ဖြစ်တယ်ဖြစ်တယ်ဆိုတာကျွန်တော်ဘယ်သူလောက်ပဲရှိလဲဆိုတော့ကျွန်တော်ထင်တော့အာမက်လောက်ပဲကျွန်တော်ရှိတယ် အားမလောက်ပဲရှိရတယ်ကျွန်တော်ပြောလို့ရတယ်ပက်ထရစ်ဒိုဂူကကျွန်တော်တို့ဒီဝင်းဘက်ကျွန်တော်တို့နည်းနည်းပူဆန်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ attacking မှာဆိုလို့ရှိရင်သူအနေနဲ့ကျွန်တော်လိုအပ်ချက်တွေကျွန်တော်ပက်ထရစ်ဒိုဂူမှာရှိသေးတယ်ဒါတော့ကြာတော့ကျွန်တော်တို့ attacking မှာမစိုးဘူးပေါ့နော်ဒါပေမဲ့ defensive မှာလိုအပ်ချက်တွေကျွန်တော်ရှိတယ်ဆိုတော့ဒီတော့ကြောင့်ကျွန်တော်တို့အသင်းမှာဝင်းဘက်ကောင်းကောင်းဆိုလို့ရှိရင်တော့ကျွန်တော်ထင်တော့အားမတယောက်လောက်ပဲရှိရလို့ထင်တယ်လူရှော့ကကျွန်တော်တို့အသက်ရွယ်ကြအသက်ရွယ်ရကျွန်တော်ကြာလာလဲပါတယ် ူအနေနဲ့ကျွန်တော်ဒီ LCB ရောကသူ့အတွက်ကြောင့်အသင့်တော်ဆုံးပဲပေါ့နော်။ဘာလို့ဆိုတော့ဒီ wing back တယောက်ရဲ့ကျွန်တော် function တွေကို Lushaw က100%လုံနိုင်ပါလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်။ဘာလို့ဆိုတော့သူ့ရဲ့ကျွန်တော်အသက်ရွယ်သူ့ရဲ့ကျွန်တော်ဒီ အဲကြာစင်းလာမှုအခြေအနေကြောင့်ပါဆိုတော့ဘဲတောင်းမန်ထားပါဘဲတောင်းမန်မှာဆိုလို့ရှိရင်ကျွန်တော်ကီးလွှားပြီးတော့တောက်လျှောက်တက်လိုက်စင်းနဲ့တက်လိုက်စင်းလိုက်အဲ့လိုမျိုးကျွန်တော်မိနစ်90လောက်လူရှော့ကျွန်တော်ကစားနိုင်နေမယ်လို့ကျွန်တော်တော့မထင်ဘူးဒါမိနစ်ပိုင်းခြားလောက်ဆိုလို့ရှိရင်တော့သူကစားကောင်းကစားနိုင်တယ်ဘယ်လိုဆိုထင်ပါတယ်ပေါ့နော်နောက်ထပ်သူပြောတာတွေကတော့ဒီ Manchester United မှာနီးပြတာတနည်းပြရနဲ့ပတ်သက်ပြီးတော့ဒီ anniversary အကြောင်းတွေပြောထားတာဆိုတော့တိတ်ပြီးတော့ကျွန်တော်တို့အေးမပါဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့လေဆိုတော့ အဲဒီတော့ပါမယ်ကျွန်တော်တို့ဒီ Vernier Press Conference ပထမပိုင်းမှာဆိုတော့ Brother တို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်အောင်ဆွေးနွေးပေးတာကိုကြားပါမယ်ဆိုတော့ကျွန်တော်မနေ့ပြန်ပွဲချုပ်သွင်းတဲ့ချက်ဗီဒီယိုကြောင့်မှပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကြည့်ကြပါခင်ဗျာ